လွန်ခဲ့တဲ့၄နှစ်တိတိပဲခိုးမျိုးမှာအဲ့ဒီတမခွန်ခွန်ကပဲပြည်သူလူငယ်မျောင်းများစွာအယောက်80ခန့်လို့ကြားသိရပါတယ်ဒီထက်လည်းပိုနေပါတယ်ရဲရဲဆက်ဆက်ဖန်စီနှိမ့်ဆက်လူမဆန်စွာတတ်ဖြတ်ခဲ့တဲ့၄နှစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခွန်ခွန်ရဲ့တမမူးဆိုတဲ့ဘုံမှုချုပ်ဆိုတဲ့အကောင်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကအရှင်လက်လက်လက်ရဖန်စီခဲမိခြင်းပေါ်မှာအန်ချီထောမနာပြုနေကြပါတယ်ခုနကရင်ကျွန်တော်ကြည့်လိုက်ရတဲ့ဂျီနူးစပွဲမြင်ကွင်းလေးရတော့ ကြီးလက်တော်ရလေးတရားမှာမျိုးသိန်းစစ်စင်ကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ရပြန်လာနိုင်တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ချစ်စပွဲလူငယ်လေးတွေကိုကြီးရွာကနေအိုးစီပုံမောင်းတီးပြီးတော့ကြီးရွာသူကြီးရွာသားတွေကမြွေထွေးမြူးထူးပျော်ပါးစွာနဲ့ကျူးဆူနေကြတဲ့မြင်ကွင်းရေဘော်လေးတွေကိုယ်တိုင်လဲယူနီဖောင်းလေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခိုပျော်ရွှင်နေကြတဲ့မြင်ကွင်းသူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူ့စစ်သားစစ်စစ်ကြီးတွေကိုပြည်သူက ိမိရဲ့ရင်းနေသက်ချာတားရရနာတွေကိုတကယ်ကိုလိုက်လဲဝမ်းသာဂူယူစွာနဲ့ကြိုးဆူနေကြတဲ့မြင်ခွင်ကြည့်ပြီးတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြာမိပါတယ်ခုဆိုရင်ပတ်စဉ်42ဆင်းတမမူးဆိုတဲ့ဥပရိယုတ်ရတော်တော်လေးဝမ်းနဲ့ကြည်ခွဲစရာကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပရိကြီးလေပြင်းမှာဆွဲလို့ဖန်းစီရမိထားတဲ့ပုံရင်ဟာကမ္ဘာသတင်းတွေမှာလည်းပြုလူပြန်နေတယ်လို့ ပြည်သူတရားလုံးလဲလက်ခမောင်းခတ်ပြီးတော့အောင်ပန်းခံနေကြပါတယ်နေထောက်ရှု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 တဲ့နေကနေထောက်ရှုနေထောက်နေထောက်ရှုတော့ခင်ဗျားတို့နေထောက်ရှုမှာဖက်ကိုရှုဖက်ကိုရှု Trendy, <laughs> I like Yeah, that is. စ်စင်များအလုံးမင်္ဂလာပါတော်လညာခဲ့ပါခင်ဗျာဒီညညကျွန်တော်အနေနဲ့ဝနာကွန်ယူခြင်းချီချူးဂွန်ပြူခြင်းနဲ့ယေထုမနာဖြစ်ခြင်းများခံစားပြီးကျွန်တော်ရဲ့ငင်ငင်ကတငငချင်းတွေနဲ့ကျွန်တော်နဲ့ဘဝပြီးရေစဲရစုံစည်းခဲ့ကြဘူးတဲ့မိတ်ဆွေတွေကိုအကြံပြုတိုက်တွန်းစကားချို့ပြောခြင်းလို့ခု live စီစဉ်ရတိဆက်တာဖြစ်တယ် အခုဆိုရင်တွေ့ရပါလိမ့်မယ်အင်တာနက်ဆာမျက်နှာလေးပေါ်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်စွာနဲ့စီရင်အောင်မြင်မှုတွေတစ်ခုပြီးတစ်ခုမျိုးကြီးတွေတင်ပိုက်နေတာတွေတွေ့ရပါလိမ့်မယ်ခုနကတည်းကကျွန်တော်ကြည့်လိုက်ရတဲ့ကြည်နူးစပွဲမြင်ကွင်းလေးရတော့ကြည်လက်တော်ရလေးတွေရမှာမျိုးသိန်းစစ်စင်ကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ပြန်လာနိုင်တဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ချစ်စပွဲလူငယ်လေးတွေကိုရေးရွာကနေဦးစီပုံပုံပြီးပြီးတော့ ြည်ရသည်ကြည်ရသားတွေကမြွေမြွထူးပျော်ပါးစွာနဲ့ကျူးဆူနေကြတဲ့မြင်ကွင်းရေဘော်လေးတွေကိုယ်တိုင်လည်း uniform လေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခုပျော်ရွှင်နေကြတဲ့မြင်ကွင်းသူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူစစ်သားစစ်စစ်ကြီးတွေကိုပြည်သူကမိမိရဲ့ရင်းနှီးသက်ချာတားရတဲ့နာတွေကိုတကယ်ကိုလိုက်လဲဝမ်းသာဂူယူစွာနဲ့ကျူးဆူနေကြတဲ့မြင်ကွင်းကြည့်ပြီးတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြာမိပါတယ်ဒါမှပြည်သူစစ်သား ပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အတွက်ပြည်သူ့ရဲ့မေတ္တာကိုအပြည့်အဝရရှိတဲ့ပြည်သူစစ်သားပြည်သူစစ်သားတွေရဲ့အောင်ပွဲနဲ့အိမ်အပြန်ကိုဒီလိုမျိုးပျော်ပါမြှုပ်ထူးတဲ့ပြည်သူများရဲ့မွေးထွေးစွာဂုဏ်ပြုခြင်းလောက်ပြည်သူအပြုံးနဲ့ကြိုးဆိုခြင်းခံရတဲ့စစ်သားတယောက်ရဲ့ကြည်နူးမှုဟာဘယ်ခံစားမှုနဲ့မှမလဲနိုင်လောက်အောင်ပြောရှင်စရာရှိပါတယ်ဒါမှန်တဲ့ဘက်မှာရက်တည်ခဲ့တဲ့မျိုးစစ်တဲ့လူငယ်ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုရင်းကျွန်တော်ဘုဘွားနဲ့ရှင်ပြီးကျွန်တော်ကိုယ်တိုင်လည်းပဲပြည်သူကိုကာကွယ်ဆောက်ရှောက်ရန်အတွက် စစ်တပ်လို့ခေါ်တဲ့တပ်မတော်တွေကိုဝင်ရောက်အမှုထမ်းခဲ့ဘူးတဲ့စစ်သားဟောင်းတယောက်အနေနဲ့ကိုချင်းစာတရားနားလည်မှုသဘောတရားတွေကိုလက်ရှိသူ့ကိုသူတပ်မတော်သားလို့ခံယူပြီးတော့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်လက်ပတ်တည်တံ့ဖို့အတွက်အာဏာအယိုးရင်းလေးရလို့ရညာအခွင့်အရေးတစုံတရာရလို့ရညာဆောင်ရွက်နေကြတဲ့စစ်သားအမေရိကန်လက်နက်ကင်လူတစုကျွန်တော်နဲ့ဘွာဘေးအခြေအနေကငယ်တုန်းကအတူတူပညာသင်ခဲ့ဖူးတဲ့ ူတစုကိုအကြံပြုစကားပြောချင်တာပါ။ဥပ္ပိတုစစ်သားစစ်စစ်တွေကိုပြည်သူတွေကြိုးဆိုနေကြတဲ့အချိန်မှာပဲအခုဆိုရင်စစ်တပ်ထဲကဖက်စစ်တပ်ထောက်ခံသူအများစုဟာကြိမ်းမနှံခဲမရတောက်တခေါက်ခေါက်ဒေါသတကြီးကြီးနဲ့မင်းအွန်လိုင်းကိုမအီလို့လို့ဆဲရမလား။စိုးဝင်းကိုပဲကြိုးကွင်းဆွလို့ပြောရမလား။တို့တွေကြိမ်းမနှံခဲမရဖြစ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့တတ်မမူအဆင့်ထိခွေးပြေးဝယ်ပြေးထွက်ပြေးနေရရုံနဲ့မကတတ်မမူအပါဝင်အယောက်150လောက်ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ဝိုင်းပါပိတ်ဆို့ဖမ်းဆီးချုပ်နှောင်ထားတဲ့ပုံရိပ်တွေဗီဒီယိုတွေကိုကြည့်ပြီးတို့အသေးကိုအနဲ့ထိုးခံရတယ်လို့ခန်းစားနေရတဲ့အခြေဖြစ်ပါတယ်။ဒါပါကြောက်လေပြည်သူတရားလုံးကဒီဗီဒီယိုဖိုင်တွေအောက်မှာဝင်ပြီး comment ပေးတာကိုကြည့်လိုက်ရုံနဲ့တင်ဒီဖက်စစ်မင်းအောင်လှိုင်ရဲ့စစ်တပ်ကိုပြည်သူတရားလုံးဘလောက်ယွန်ရှာအော်နှလုံးနာနေတယ်ဆိုတာတိတာထင်ရှားမှဖြစ်တယ်လို့စောစောကပြောခဲ့တဲ့ဦးစီဘုံမောင်းနဲ့ကြုံနေတယ်ဆိုတော့ဗီဒီယိုဖိုင်အောက်မှာလည်းပြည်သူတရားလုံးကဘလောက်ချီချူးထောမနာပြုတ်နေကြလို့တော့ကြည်ချင်းအဖြစ် အဲ့ဒီဖက်စစ်မင်းအောင်လိုင်းလက်အောက်မှာခင်မီစစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်မီစစ်ပညာတွေတင် जा ထားပေမဲ့တစ္ဆာတရားရင်မာမရှိတဲ့စစ်သားဆိုတဲ့အတူရောင်လူသက်သမားတွေအတွက်ကြည်ခွဲเสียကာလများပဲဖြစ်ပါတယ်ခုဆိုရင်ပတ်စဉ်42ဆင်းတမမူးဆိုတဲ့ဥပရိယုတ်ရတော်တော်လေးဝမ်းနဲ့ကြည်ခွဲเสียကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပရိကြီးလက်ပြမှာဆွဲလို့ဖမ်းသိရမိထားတဲ့ပုံရိပ်ဟာကမ္ဘာသတင်းတွေမှာလည်းပြုပြန်နေတယ်လို့ ပြည်သူတရားလုံးလဲလက်ခမောင်းခတ်ပြီးတော့အောင်ပန်းခံကြပါတယ်။လွန်ခဲ့တဲ့၄နှစ်တိတိဘကိုးမြို့မှာအဲ့ဒီတမခွန်ခွန်ကပဲပြည်သူလူငယ်မျိုးများစွာအယောက်80ခန့်လို့ကြားသိရပါတယ်။ဒီထက်လည်းပိုနေပါတယ်။ရရဆက်ဆက်ဖန်စီနှိပ်ဆက်လူမဆန်စွာတတ်ဖြတ်ခဲ့တဲ့၄နှစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခွန်ခွန်ရဲ့တမမှုဆိုတဲ့ဘုံမှုချုပ်ဆိုတဲ့အကောင်ကိုပြည်သူကဝေးတတ်ဖို့ဝင်နေကအရှင်လက်လက်လက်ရဖန်စီခဲမိခြင်းပေါ်မှာအန်ချီထောမနာပြုနေကြပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ ဝမ်းသာတယ်ဖက်စစ်အကြမ်းဖက်လက်ပါစီလူတက်ကောင်စစ်ရစွဲကောင်တယောက်ဖမ်းဆီးရမိတဲ့အတွက်ကြောင့်ဝမ်းသာတယ်အဲ့တဖက်ကကြတယ်စိတ်မကောင်းဖြစ်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီ၄၀နှစ်ဆင်းဆိုတဲ့ဘုံမှုချုပ်အဆင့်ဆိုတဲ့အကောင်ကောင်ဟာပြောရရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်30လောက်ကတောင်ကွာ60ခုနှစ်ကနေပြီးတော့68ထိကျွန်တော်နဲ့ဘာပဲပြောပြောစစ်တကတော်မှာတနှစ်တိတိဆုံခဲ့ပူတာပေါ့ကျွန်တော်က final year ဘာစဉ်၄၀နှစ်က first year လာရောက် ចောင်းတော်တခုတော့မှာအတူတူတွေးခဲ့ကြဘူးတဲ့သူတွေဖြစ်ပါတယ်အကျွန်တော်ကစီနီယာသူတို့က first year junior ဘာပြောပြောစီနီယာဖြစ်တဲ့ကျွန်တော်တို့ကသင်ကြားပဲ့ပြင်ပြီးချင်းကိုသူတို့ခံယူခဲ့ရတာပါအဲ့တော့ကျွန်တော်အနေနဲ့တက်ဆန်းတလောက်အမှန်နဲ့တရားအတွက်ကောင်းသောအလုပ်များကောင်းသောသင်ကြားမှုများကောင်းသောစံနမူနာပြမှုများကိုသာဆောင်ရွက်ခဲ့ပါတယ်ဒါလည်းခု percent 40 41 42စင်းနဲ့ចောင်းစင်းပေါင်းပြီးကြပါတယ်ဒါပေမဲ့ ဘာဖြစ်လဲចောင်းဆင်းပြီးတဲ့နောက်မှာကိုဂျိုးအတွက်အတ္တအတွက်ယာဓုအတွက်နေရအတွက်အခွင့်အရေးအတွက်လောဘဇောအတွက်မိမိဒုတိယနှစ်ဘူလောင်ဘွားမှာအလံကိုင်းပြီးတော့စုခဲ့ဘူးတဲ့တစ္ဆာတွေကိုမေ့လျော့စန့်ကျင်တာတစ္ဆာဆိုတာဘာလဲလို့ပြန်မေးရတော့အောင်တစ္ဆာတွေပျောက်ခဲ့ကြတာတစ္ဆာပျောက်ခဲ့လို့ပြည်သူရဲ့အမုန်းနေအောက်မှာအခုဆိုရင်ကြီးစွာသောအတ္တိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်အဲကျွန်တော်အနေနဲ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပါတယ်စိတ်မကောင်းဖြစ်တာကဘာလဲ တစ္ဆာစောင့်ရမယ်အလုပ်ကိုတစ္ဆာမစောက်ပဲတစ္ဆာဖောက်ခဲ့လို့တစ္ဆာဖောက်လို့သွားရလမ်းကိုမြန်းရတယ်သူတို့အတွက်စိတ်မကောင်းဖြစ်တာပါဆိုတော့လက်ရှိအခုဆိုရင်တောင်ပိုင်းတိုင်းတိုင်းမူကြည်တိုက်ကျွန်တော်နဲ့တပတ်စင်တယ်တောင်ခုမထိုင်နေတယ်အခုလည်းသူလည်းပြုတ်ခံနေပါပြီဆိုတော့တပတ်စင်နေဆင်းခဲ့တဲ့သူတွေကျွန်တော်ဂျူနီယာဖြစ်ခဲ့တဲ့သူတွေအခုတိုင်မူတက်မမူနော်တကယ်ဘုံမှုချုပ်ဘိုချုပ် level ကြီးပဲရှိပါတယ်အဲ့တော့မင်းတို့တွေခင်ဗျားတို့တွေအခုလက်ရှိကြုံနေရတဲ့အခြေအနေကို အတူချုံမဲစဉ်းစားပြီးမိမိရဲ့စိတ်နှလုံးကို ပြန်လဲစောကြောစစ်ဆေးဖို့အချင်းတပြီလားလို့စဉ်းစားကြပါပြည်သူတရားလုံးကလက်မခံပဲအမုံအာကာရကြီးစွာနဲ့နေရာအနှက်မှာစန့်ကျင်ဒေါ်လာတက်ခိုက်ခြင်းကိုမင်းတို့ဖက်စစ်တပ်ခံနေရတဲ့အချိန်မှာပဲသဘာဝတရားကြီးကလည်းနူရဝဲဆွဲလဲရတခုထောင်းမင်းတို့ကိုမောင်းချတဲ့ပုံနဲ့ညီးပြီးတော့တခွင်ပြဲပြဲစင်လှုပ်ခတ်ခဲ့တဲ့ငလင်နဲ့စကိုင်းကအခြေပြုခဲ့တဲ့မဟာငလင်ကြီးကြောင့်ခုဆိုရင်မင်းတို့ရဲ့အုတ်ချွေရန်နေရာကြီးတစ်ခုလုံးလည်း ပြုတ်ပြုတ်ပြုံးဒုက္ခတွေလုံလုံရောက်နေကြတယ်။ခုဆိုရင်မင်းတို့ကိုဆရာထင်ပြီးတခင်လိုကိုးကွယ်ခဲ့တဲ့နန်းစီလီယံဝန်ထမ်းတွေလည်းစားရမယ်တောက်ရမယ်နေရမယ်ဘဝနဲ့အတိဒုက္ခရောက်နေကြရတယ်။နိုင်ငံတကာကိုဘလောက်ပဲမျက်နှာပြောင်တိုက်လိန်လဲပြီးမင်းတို့ဆက်လက်စီမံအုပ်ချုပ်မယ်ဒီနှစ်ကုန်မှရုပ်ကုတ်ပွဲကြီးရအောင်ကျင်းပမယ်ဆိုပြီးတော့အချိန်ဆွဲဆန့်လိန်ညာမယ်ဘလို့ပဲကြိုးစားပါစေအခုဖလန်းမြို့ဒေါ်လန်တိုက်ခိုက် တိတ်ပိုက်ပြီးပြီအင်းတော်ဒေါ်လန်တိုက်ခိုက် တိတ်ခိုက်ပြီးပြီစကိုင်း ဒေသကြီးကိုဝင်ဖို့လမ်းကြောင်းမှန်သမျှကိုတော်လိုင်းတက်ဖွဲ့အားလုံးကစီမိုးတိမ့်ပိုက်ပြီးပြီဒီအချိန်ဒီမှာမင်းတို့ဘလောက်ထိဆက်ပြီးမိုက်ယူရဲဆန်နဲ့ဖက်စစ်မင်းအောင်လိုင်နဲ့စိုးဝင်းလို့ခေါ်တဲ့လူသက်သမားတွေရဲ့အမိန်အောက်မှာဆက်နာခံပြီးနောက်ဆုံးအချိန်ထိမိုင်မဲမှုပြုကြမှာလဲလို့တငယ်ချင်းတို့ကိုမေးကြည့်ချင်ပါတယ်တတဆားလဲကြက်တော့နှစ်တဆားလဲကြက်တော့ဆက်လက်ပြီးတော့မိုင်မဲသွားဖို့စူးစမ်းကြအောင်ပါလားတိုင်းပြည်ကိုအခုထက်ပိုပြီးပျက်စီးအောင် ဖြည့်ဆည်းကြအောင်မလားခုဆိုရင် GDP အဆုံးစုံထိကျဆုံးသွားပြီနိုင်ငံစီးပွားရေး80%ခန့်လုံးပျက်စီးသွားပြီနိုင်ငံတကာကလည်းပဲလက်ရှိမင်းအွန်လိုင်းရဲ့အာနာသိန်းအစိုးရအာနာသိန်းအုပ်စုကိုအစိုးရရဲ့လို့အတိမတ်မပြုတ်ဘူးဆိုတာလည်းမင်းတို့သိကြပြီပြီအခုဆိုရင်တမ66တမ99နော်တမ3မရဲ့တမမူတွေကို2ယောက်အသေး1ယောက်အရှင်တကယ်ဒိတ်ဒိတ်ကျဲ စစ်တပ်ထဲမှာဆိုရင်ဒီအပူတမတွေ6ချောက်တို့ခုံခုံတို့နော်အပူတမတွေဟာဒိတ်ဒိတ်ကျဲမာလာပါပြီဆိုတော့စစ်သားတွေကိုစုပြီးတော့တိုက်ခိုက်ချေမုန်းစစ်ရေးဝါတဲ့စစ်သားတွေကြီးစုထားတဲ့တမကြီးဖြစ်တယ်ဒီတမကြီးတွေရဲ့လုံးလုံးပြိုကွဲပျက်စီးသွားရုံနဲ့မကတမမှုတွေပါအရှင်ဖန်းခံရတဲ့အဆင့်ဖြစ်လာပြီဆိုတော့မင်းတို့ရဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာဘလူနီးနဲ့မှမြမပြည်အလဲမှာရှင်သန်ဖို့လမ်းမရှိတော့ဘူး